2026ရဲ့ production ကလည်းဆရာနဝတ်ထက်ပိုကောင်းနေရမယ်။ JK Sophia Miss Grand Myanmar အာသမီးစိတ်မကောင်းတာတော့မဖြစ်ခဲ့ဘူးပေါ့နော်။ဘာလို့လဲဆိုလို့ရှင်သမီးကကိုယ့်ရဲ့အဲစူးစမ်းထားတဲ့လောက်ချပြမယ်။ အဲပြီးတော့တမီးကတမီးရဲ့ limit ကိုအမြဲတမ်းဖောက်ဖျက်ပြီးတော့လုပ်နေတဲ့လူတယောက်ဖြစ်တဲ့အဖြစ်တဲ့အတွက်ကြောင့်အဲဒီအားပေးတဲ့လူတွေကတော့အားရချင်တဲ့လူတို့ပြောကြရတယ်ပေါ့နော် ု JK ရတော့ဒီ JK တို့ရဲ့ခရီးစကြတဲ့အပေါ်တော့ JK ပြောခဲ့ရတော့ JK စူးစားခဲ့တဲ့လောက် JK အများကြီးစူးစားထားဖြစ်တဲ့အတွက်ကြောင့် JK စူးစားခဲ့တဲ့အတိုင်းခြားပြနိုင်ခဲ့တယ်။အဲ့ဟာအတွက်လဲ JK ရဲ့အဲဒီအားပေးတဲ့လူတွေကတော့အားရကျေနပ်တယ်လို့သူတို့ပြောကြတယ်ပေါ့နော်။အဲပြီးတော့အခါ JK ကိုပါလဲအဲ့ဒီ prelim ညတုန်းကလည်းမတည်ဘူးဒီ JK body beauty brain အကြောင်းပြောပြီးတဲ့နောက်ပိုင်းမှာတော့ JK ရမီမပြိုင်နဲ့တော့ဒီလာနဲ့ချိန်နဲ့ပြီးလာခဲ့လိုက်တော့ဆို JK ကြည့်ပြီးတော့ပြန်ယူနေပါတော့အော်မားတို့တကယ်ဟာတာလို့တကယ်တော့မြန်မာနိုင်ငံကအဲ JK ကိုချစ်တဲ့သူတွေအားလုံး အဲ JK တို့ရဲ့မြန်မာနိုင်ငံသားဆိုတာဒီလိုပဲလေနော်အဲလုံးဝမျိုးချစ်စိတ်ရှိတယ်လုံးဝချစ်ချင်းမေတ္တာလုံးဝပြည့်ဝတဲ့လူတွေဖြစ်တယ်ဆိုတာဒီညာနဲ့တင်လုံးဝတက်တေပြလို့ရပြီပေါ့နော်အဲ JK ကိုလည်းလုံးဝဝန်ပြအောင်တို့ကမပြောချောင်းတင်ရောက်ရရမယ်အဲ့လိုမဟုတ်ပဲနဲ့ JK အကောင်းဆုံးကြိုးစားပါပြီးတော့တို့ကအဲအဲ JK ကိုဒီအမ် ပွဲတစ်ခုပြီးရတဲ့အမြဲတမ်းအားပေးစကားတွေအမြဲတမ်းလာလာပြောတယ်တို့တို့ဘယ်လောက်ကျင်တဲ့အကြောင်းတွေအမြဲတမ်းလာလာပြောရပေါ့နော်အဲ့ဒီတော့အများကြီးကျေးဇူးတင်ပါတယ်အားလုံးကအားချစ်ပါရဲ့နောက်လည်းခု JK တို့ရဲ့ဒီ MGM 2026 year production ကလည်းဆရာနဝတ်ထက်ပိုကောင်းနေရမယ် JK နဲ့ဆရာတို့ရဲ့ပူပေါင်းမှုကအမှတွေ့ရမှာဖြစ်ပါတယ် အဂျေကေအရဒီ entertainment ဘိုင်းကိုလုံးဝအားရတဲ့လူပေါ့နော်ပြီးတော့တအားလေးမြတ်တက်တဲ့စိတ်လေးဝင်စားတာဖြစ်တဲ့အတွက်ကြောင့်အဂျေကေတို့ဒီသူကအိန္ဒိယတချင်ကိုရွေးထားတာပေါ့နော်သူမပကြလေးအဲ့အားကိုလည်းဂျေကေလုံးဝစိတ်แทထပြီးတော့ကာချလိုက်တာပေါ့နော်သူက entertainment လည်းဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ကိုယ်စီမှာရှိတဲ့အရေးအချင်းကို enjoy ဖြစ်တဲ့အဥ္စာကိုတည်တည်ချာချာလေးချပြနိုင်ခဲ့တဲ့အတွက်တအားဝမ်းမြဝမ်းမြဝမ်းတာပါလေဟုတ်ဂျေကေရဲ့ဆွမ်းဆူပေါ့ပါလေပေါ့ဟုတ် အဲ့ဒီကသမီးသူကသူက10နေရ special တဲ့ဟောကွာ3နေနေရ4နေနေနော်ဟာပါမမနဲ့กว่าပါလေစီကတော့အမတရားလေးပြေးပြေးကြည့်ပါလေအဟာအဲ့အဲ့အဲ့ဘာလို့တမီးတို့ဒီ preliminary ပြိုင်ခင်းနေမှာတမီးအများနဲ့စဉ်းစားနေရပါတော့ swim suit မှာဘလို့လေးအဲလှုပ်လိုက်လို့ရှင့်ရဲ့ကောင်းမလဲပြီးတော့တမီးကိုဆရာဆရာ Douglas ရဲ့ဆရာမ CJ တင်ထားတဲ့ဟာကိုလည်းပူပေါင်းပြီးတော့တမီးရဲ့ idea လည်းထည့်ပြီးတော့လုပ်ချင်တာပေါ့နော်အဲပြီးတော့သူကလည်း grand ဆိုတဲ့အတိုင်းပဲလုံးဝ universe နေလို့မရဘူးလीနော်ဆိုတော့အခါကြီးခေဘက်ကနေလည်းလုံးဝ grand time နဲ့ညီအောင်ဆိုပြီးတော့အဲသူတို့က turn နဲ့အများကြီးလဲကြတယ်အကွက်တွေထုတ်ကြတယ်ပေါ့နော်ဆိုတော့အခါတမီးရဲ့အဲ့မှာ turn လဲဖို့စဉ်းစားလိုက်တယ် turn နဲ့လဲပြီးတော့တမီးအဲ့တစ်ချက်ကန်တယ်ဆိုတာကကိုယ့်ရဲ့ ground ပြန်ယူတာပေါ့နော် ပြီးတော့အာငါကွာအဲ့လိုဆို JK ကွာဆိုပြီးတော့ အဲလုတ်ပြလိုက်တာဖြစ်ပါတယ်အကျွန်တော်ကတော့ JK ရဲ့ဒီအလဲမာရောအဆုံးမာရောက JK ရဲ့ JK ဆီယာဒူဂလစ်ရဲ့ combine ပြီးတော့လုတ်ထားတဲ့အကွက်တစ်ခုဖြစ်တယ်ပြီးတော့ဖြစ်ချင်တော့ဒီ JK ရဲ့ဒီနောက်ဆုံး center point မှာလုတ်တဲ့အကွက်က JK တို့အဲဒွန်ပကြာလေးမှာပါတဲ့အကွက်ကြီးဖြစ်နေရဆိုတော့တမီးကဆရာတို့ choreographer ဆရာတို့ဆရာတို့တမီးအဲ့ဒါတမီးဆွမ်ဆွအကွက်ပါတယ်လို့ပြောတဲ့သူတော့အော်ဟုတ်လားဆိုတော့နောက်ကြတော့ပြန်ပြောင်းသွားတယ်ပေါ့နော်အဲဆိုတော့အဲ့ဒါတစ်ချက်ကောင်းတာဖြစ်ပါတယ် စိတ်မကောင်းတာတော့မဖြစ်ခဲ့ဘူးပေါ့နော်။ဘာလို့လဲဆိုလို့ရှင်တမီးကကိုယ့်ရဲ့အဲစူးစမ်းထားတဲ့လောက်ချပြမယ်။ အဲပြီးတော့တမီးကတမီးရဲ့ limit ကိုအမြဲတမ်းဖောက်ဖြတ်ပြီးတော့လုပ်နေတဲ့လူတယောက်ဖြစ်တယ်။ဖြစ်တဲ့အတွက်ကြောင့်အဲသူများ evening gown ကိုပြောကြရတယ်ပေါ့နော်။တမီး evening gown ကရိုးတယ်ဆိုလို့ရှိရင်လည်းတမီးကတစ်ချက်ပြန်နောက်တစ်မျိုးနဲ့စဉ်းစားမယ်ဆိုလို့ရှိရင်တမီးကရိုးပြီးတော့ထူချားနေတာပေါ့နော်။အဲသူများတွေကတော့ basket တွေနဲ့မျက်မွေးတွေနဲ့လာကြတယ်။ဒါပေမဲ့တချို့အဲ JK တို့ဒီအဲဆီယန်နဝရဲ့ live တစ်ခုမှဆိုလို့ရှိရင်ကိုနဲ့မလိုက်မဖက် တအားကြီးရယ်ဒါပေမဲ့ကိုကိုဆွဲချနေတယ်လို့လို့ဖြစ်နေတာပေါ့နော်သူအဲ့ရာကိုလည်းပြောတယ်ပြောတဲ့အချိန်မှာအဲ့ရာတမီးတော့မဟုတ်ဘူးပေါ့နော်တခြားတယောက်ကိုပြောတယ်ဆိုတော့တမီးအမှပြန်စဉ်းစားမိရအော်ဒါပေမဲ့ JK တို့ဒီ preliminary တုန်းကဂါဝင်လေးရလဲသူများထက်တော့မထူးခြားပေမဲ့အဲ JK ထက်တော့ JK နဲ့တော့လုံးဝအဲကိုက်နေတယ်ကိုက်နေနေတယ်ဒါပေမဲ့ JK တို့ရဲ့အာ တိုးတက်မဲ့လမ်းကတော့အများကြီးရှိသေးတယ်ပေါ့နော်ဆက်ပြီးတော့ကြိုးစားလို့ရပါသေးတယ် fighting papa you said 4 b's are important right yep. body here okay. beauty here brain yes and business yeah business here warm welcome လုပ်တယ်ပေါ့နော်အဲ့ဒါနဲ့စားပြီးတော့ JK ကလုံးဝ gratitude ဖြစ်ပြီးတော့သူတို့နဲ့တွေ့လို့ရှင်အမြဲတမ်းပျော်တယ်ပေါ့နော်အာ ပြီးတော့လည်းတမီးကတအားချွဲလို့ရတယ်သူတို့ဘောနော်သူတို့ကအဲဗာလည်းတမီးကိုလည်းသူတို့ကချဲတမီးလည်းသူတို့ချဲဘောနော်ဗာလည်းနုံဆောင်ဆိုတမီးကတီးအဲ့လိုမျိုးပြန်ခေါ်မယ်အမနဲ့ညီမအဲ့လိုမျိုးတို့ရောဘယ်လိုလေးပြောနေကြည့်ဖြစ်အဲတမီးကိုဆိုလို့ရှင့်အမတယောက်ပေါ့နော်မီဒီယာအမတယောက်ကဆိုလို့ရှင့်တမီးကိုအမြဲတအားချစ်တယ်ဘောတမီးအိုဂရန်တယ်လမမပါတော့တူတမီးငိုမဲ့အစားတူကငိုနေရပါတော့ငိုပြီးတော့ဘာမှဖြစ်ဘူးမလားရရမလားရရ ရတယ်ရတယ်သူကအမြဲတမ်းသမီးအတွက်အဲ supporting ပေးတယ်ပြီးတော့ channel ဒီ kun scott တို့ grand mgi ဆရာဒီအကူအမတွေလည်းအကုန် jk ကိုအခု jk တို့ဒီနောက်ဆုံး crown မရခဲ့ပေမဲ့လည်းသူတို့ကလုံးဝချစ်ချင်းမေတ္တာနဲ့သမီးအတွက်အော်နေတဲ့ပြည့်ရဲ့ post လေးတွေအများကြီးလုပ်ပေးရပေါ့နော်တို့တို့လည်းအများကြီးစစ်တင်ပါရယ်ရက်နခါ JKD MGI ကိုစားလျှောက်တဲ့ချိန်မှာပေါ့နော် JKD လောက်ထိချစ်ခံရမယ်လို့လည်းမမျှော်လင့်ထားဘူးအဲ့ဒါဖြစ်တဲ့အတွက်ကြောင့်အားလုံးပဲ JKD လိုမျိုးအားပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ် JK လုံးဝလုံးဝ surprise ဖြစ်သွားတာကြတော့ဒီ JK တို့ရဲ့ country power of the year Vietnam မမောက်ချော်သွားပါတယ် wow ငငငဟာဟာတည်ရနော် ။တမီးရဲ့တမီးရဲ့ group မလဲ grand sister vietnam မမပဲနဲ့ပြောပြအောင်မယ်သူ။အဲဟုတ်တယ်ဂျေကင်မတင်ထားဘောနော်။ဘာလို့ဆိုလို့ရှင် vietnam သူတို့ရဲ့ဒီ pageant ဘိုင်းဆိုလို့ရှင် power တအားကြီးရဲ့ power house အကြီးကြီးတစ်ခုဖြစ်တယ်။ philippines ဆိုလည်းမသိမရင်းပဲတမီးတွေ့တာ။အင်းအကြောင်းမလို့မြန်မာဂျေကီတို့ရဲ့မြန်မာလူမျိုးတွေတအားတော်ပါတယ်တအားကြောက်ခဲ့တဲ့အတိုင်းပဲပေါ့နော်မျိုးချစ်စိတ်တအားကြီးတယ်ချစ်ချင်းမြတ်တာတအားကြီးတယ်ဆိုတော့ဒီမှာတင်သက်တည်ပြတော့ပါဘူး အဲအလုံးရဲ့နေ့လေးမှာတာယာတဲ့ပျော်ရွှင်တဲ့နေ့လေးတစ်ခုဖြစ်ပါစေလို့ပြောချင်ပါတယ်ဒီမှာရှိနေတဲ့မီဒီယာမမတွေလည်းညမနဲ့တနာရီအထီးကြီးကိုစောင့်နေတဲ့အများကြီးချစ်စစ်တင်ပါတယ်ဒါချစ်ပါတယ်